ုတ်ကဲ့ကိုဆိုင်ခင်ဗျာအခု SSPB နဲ့ MND ကြားမှာဟိုတိုက်ပွဲတွေဖြစ်နေတယ်တေဆုံးမှုတွေလည်းရှိတယ်လို့ကြားပါတယ်အဲ့တော့ကိုဆိုင်ကဒီ last shoot ဒေတာကန်တူနေနဲ့လေဟိုအခြေအနေဘယ်လိုကြားလဲဗျာဘယ်လိုစဖြစ်တာလဲစသဖြင့်တိတိလောက်နည်းနည်းရှင်းပြပေးပါလား SSPB နေတဲ့ဟာနာတကြောနမတကြောကိုကိုကံဝင်လာပြီးတော့မောင်းထုတ်တာပေါ့လေနော်ဒါပြီးခဲ့တဲ့လပေါ့နော်အာမောင်းထုတ်သွားတဲ့အချိန်မှာ SSPB ကလည်းဒီ ဟန်နာနေရာပေါ့ဟန်နာနေရာကိုနောက်ဆုတ်ပြီးလိုက်တယ်ဆုတ်ပြီးတော့သူတို့ဒီပန်ဆာမှာစီဝေလုပ်နေတဲ့ကာလပေါ့နော်အဲ့ဒါပန်ဆာမှာစီဝေလုပ်တဲ့ကာလပြီးတော့ရှမ်းအဖွဲ့တွေကလည်းဒီဟန်နာကြီးတော့ပြန်သွားနေဘူးပေါ့နော်ဒါပေမဲ့သူအုပ်စုကတော့အုပ်စုတစ်ခုတည်းပဲခရွာတအုပ်စုတည်းပဲဟန်နာအုပ်စုပေါ့အဲ့ဒီဟန်နာအုပ်စုဆိုတာအဲ့ဟန်နာတော့ကြွားကြီးပေါ့နော်အင်ချီ၄900ရှိတာပေါ့လေ အဲ့မှာအဲ့ဘာနာရဲ့ပတ်ချတဲ့ရွာမှာရာအလုံးပေါင်းဟန်နာနဲ့အပါလို့အဲ့ဒီအုပ်စုမှာခဏရွာရှိတယ်ဗျာအဲဟိလွာတို့ကောင်းပေါ်တို့ဟန်နာတို့နားလိုက်တို့အဲပြီးတော့ဒီနမောငင်းတို့ဝမ်ခိုင်းတို့ပေါ့နော်အဲအဲ့လိုမျိုးရွာလေးတွေရှိတာပေါ့ဗျာအဲ့မှာအဲ့ဒီဟန်နာတို့ရွာအကြီးဆုံးစီးဆိုင်တွေပါလေရှိတယ်အဲအဲ့လိုမျိုးပေါ့ဗျာပြီးတော့ဒီကျွန်တော်တို့ဒီဟိလွာဆိုတဲ့ရွာမှာကြတော့ဒါဟိုပါလေစီးပြီးဖျားကုန်းရှိတဲ့ရွာပေါ့ အဲရွာဖုံဖုံเจ้าရွာပေါ့အဲအဲ့လိုမျိုးအဲနဲ့ဒီအကူကန်းလည်းဟန်ငားမှာမိထားတော့ SDD ကပန်းစမ်းဘက်မှာအစည်းအဝေးဖြစ်ပြီးတဲ့နောက်ပိုင်းမှာသူကဒီဟိန်းလွန့်ရွာကိုပြောင်းဝင်လာနေတယ်ဗျာအဲဟိန်းလွန့်ရွာနဲ့ဒီဟန်ငားရွာဆိုတာတော့စိုက်ပြစီးရင်တော့အဲ9မိနစ်ပေါ့ဗျာလမ်းလျှောက်ဝင်တော့15မိနစ်လောက်ပေါ့ဗျာအဲအဲ့လိုမျိုးတော့ကွာပြီးတယ်အဲသူ့ရဲ့ပုံစံလည်းဘယ်လိုလဲဆိုတော့စေတီကုန်းဖုန်းเจ้าကုန်းရွာဆိုတော့သူက တောင်ပေါ်လေးမှာရှိတာပေါ့ဗျာဒီဟန်နာကြတော့ဒီအဲနေပြတ်မှာရှိတာပေါ့တောင်ချင်းနေပြတ်မှာရှိတာပေါ့အဲအဲ့လိုမျိုးအဲ့ဒီလိုဖြစ်တဲ့အချိန်မှာဒီရှမ်းစစ်သားတွေလေးတွေကအာစားဆရာတောက်ဆရာလေးတွေဝယ်ချမ်းဖို့ကိစ္စလေးတွေရှိတဲ့ချိန်ဆိုရင်သူတို့ကဒီတောင်ပေါ်ကနေပြီးတော့တောင်ပေါ်ရွာတွေဘုံကျောင်းရွာတွေအိမ်လွတ်ရွာတွေပြီးတော့သူတို့ကအရက်ဝတ်တလေနဲ့အဲဆင်းလာပြီးတော့ ဒီဟာနာမှာပစ္စည်းပစ္စယတွေဝယ်တာတွေပါလေလောက်တာပေါ့ဗျာအဲ့လိုမျိုးလုပ်တဲ့အချိန်မှာဒီကိုကံဘက်ကအာကြာတော့နည်းနည်းစကားအခြေအနေဖြစ်တယ်ပေါ့ဗျာအခါပေါင်းမနေပေါ့နော်အာမင်းတို့ကပါလို့လာလဲဘလို့ပဲညာဆိုတော့အဲ့လိုမျိုးလေးဖြစ်တော့ဒီရှာစတာဘက်ကလည်းကြာလာတော့မခံနိုင်တော့ဘူးပေါ့ဗျာတင်းလာတာပေါ့တင်းလာတော့အဲ့ဟာမနေရ နေ့ပိုင်း၈နာရီလောက်ပေါ့ဗျာမနေ့ပိုင်း၈နာရီလောက်မှာဒီရှမ်းဘက်ကအားကိုကလည်းဒီလောက်တော့ဖြစ်တယ်ပေါ့ငါတို့ညအား20လောက်နဲ့ဆင်းသွားကြည့်အောင်ဆိုပြီးတော့ဆင်းလာဆင်းလာတော့ဒီတောင်ချီမှာပဲရောက်သေးတယ် ရောက်ရောက်သေးတယ်ဗောဗျာတောင်ချီမာကဆန်းဆာချင်းတောင်ချီမာကစာတင်ကြောင်းရှိတယ်အဲစာတင်ကြောင်းနားလေးမှာရောက်တော့ဗောလေဒီရွာမအထဲမှာကြတော့သူကဒီ CP ခန်းလို့ဘာတို့နေရာမှာကိုကနေထားတော့သူကလည်းရှားဖွဲ့တယ်စဉ်းလာတယ်ဆိုတာကြားတော့သူကလည်းတွားတာဗောဗျာရှားဖွဲ့စဉ်းလာတဲ့နေရာကိုမင်းတို့ပါတွားမှလို့ပါတွားလို့မှလို့ပါညာဗောဒီရှားဖွဲ့လေရတဲ့အဲငါတို့ဒီမင်းတို့ဒီဂိတ်ကိုဖြတ်ပြီးတော့ ဒီနောင်မုံကိုခဏသွားမယ်ပေါ့ပုံထုံခဏသွားမယ်ပေါ့နောင်မုံပုံထုံဆိုတာကျွန်တော်တို့ဒီလာရှိုးတီဘောလမ်းပေါ်မှာရှိတဲ့အာဒီအုပ်စုတွေပေါ့ဗျာအဲအဲ့ဒီမှာဒီဟန်နာကနေထွက်လာတယ်ဆိုရင်တော့ခုနမိုင်တော့ဝေးတာပေါ့ဗျာအဲအဲ့လိုမျိုးအဲ့ဒီကိုခဏသွားမယ်ပေါ့အဲ့ဒီမှာ ဒီကိုကံဘက်ကမင်းတို့တွားလို့မရဘူးမင်းတို့တွားချင်တယ်ဆိုရင်ဒီမိလန်းအတိုင်းတော့မတွားနဲ့ဒီတောင်ပေါ်အဲ့ဒီနားလေးမှာတောင်တောင်ရှိတဲ့အဲ့ဒီတောင်ပေါ်ကနေဖြတ်ပြီးတော့ဒေါ်လာနဲ့မင်းတွားပေါ့ဆိုတော့အဲ့မှာရတဲ့ရှမ်းအဖွဲ့လေကငါတို့အဲဒီတောင်ပေါ်ကြော်ပြီးတော့ငါတို့တို့ဖြက်လန်းနဲ့တွားမယ်ရတဲ့ကိစ္စဖြစ်ဘူးဆိုတော့ရှမ်းအဖွဲ့လေကတွားတယ်တွားရင်းနဲ့သူတို့ကလည်းနည်းနည်းလေးစိတ်စနိုးစနောက်ဖြစ်လာတော့ဒီရှမ်းအဖွဲ့လေကသူတို့ကပါ ။ဘာကြောင့်မလို့ငါတို့ဒီလမ်းကိုလာခိုင်းတယ်ပေါ့။ဘာညာနဲ့နည်းနည်းလေးရိမ့်မိသွားတာပေါ့ဗျာ။ဒီကောင်လေးငါတို့ကိုလာဆောင်ပြမဲ့တဘောရှိတယ်ဆိုတော့ရှာခွက်လေးကလည်းတုတ်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 ဆိုတော့မြန်မြန်လေးကွာသွားတောင်ပေါ်နဲ့ပြန်ဆင်းဆင်းမိဟိုဘက်တကြောမှာအာဟိုတောင်တစ်ဖက်မှာရောက်သွားရင်သူကမိမိလမ်းလေးတလမ်းရှိတယ်။အဲ့ဒီဟာကျတော့ဒီကျွန်တော်တို့ပြောမယ်ခုနကတိတ်ဒီဘောနဲ့လာရှုလမ်းမကြီးကိုပြန်ပေါက်တာပဲအဲ့ဒါလည်းတိုင်းမဲ့သူကမိမိလမ်း အဲ့လိုမျိုးအဲ့အဲ့ဒီမီနီလမ်းကိုရောက်လာတဲ့အချိန်မှာဒီကိုကန်စစ်သားတွေကစိုက်တယ်လေစီးပြီးတော့တက်စတစိုက်တယ်စီးလို့၂ရောက်၂ရောက်နဲ့ရောက်လာတာရောက်လာတော့ဒီရှာအဖွဲ့တွေကလည်းမြင်တော့အဲ့မှာပြစ်ခတ်မှုဖြစ်တာပေါ့ဗျာအဲ့မှာနှစ်နာရီလောက်အချိန်ပေါ့နော်အဲ့မှာပြစ်ခတ်မှုဖြစ်တဲ့အချိန်မှာကိုကန်ဘက်ကလည်းအဲတေတာပေါ့ဗျာကြောမယ်ဆိုတော့တေတော့ အရှာအဖွဲ့လည်းလည်းကဲမတော်တော့ဘူးငါတို့ပြန်စုတ်မယ်ဆိုတော့စုတ်တဲ့အချိန်မှာပြီးတောင်းတဲ့တစ်ဖက်ကိုပြန်ရောက်တဲ့အချိန်မှာဘူးကပြန်တော့စောင့်ကြည့်ပြန်ရောက်အဲ့ဒီမှာလည်းထိတွေ့မှုပြန်ဖြစ်ပြန်ရောက်အဲ့မှာ9နာရီလောက်အချိန်ပေါ့ဗျာမနေ့ကအဲ့ဖြစ်တော့အဲ့မှာလည်းတီးပြန်ရောက်အားလုံးကို6ရောက်လောက်တီးသွားတယ်ပေါ့နော်တန်ရာရတဲ့ဟာလည်းရှိတာပေါ့မနေ့ကအဲ့နဲ့ရှာအဖွဲ့လည်းကတော့သူတို့နေနေကြအဲ့တောင်းပေါ်ဟိန်းလောက်ရအောင်ပြန်ရောက်သွားကြတယ်မနေ့ညအဲ့မှာပဲပြန်ပြီးတော့ခန်းစစ်တွေပါပြီးပြန်လို့အဲ့ကိုကံဘက်ကလည်းဒီ နေ့ညချင်းတွင်ပဲသူတို့ဒီလာရှိုးပတ်လည်မှာရှိတဲ့ဟိုကလည်းဒီသူတို့ရဲ့စီရင်အားလည်းဖြည့်တင်တာပေါ့ဒီမနေ့ကြတော့တင်ပြီးဘက်ကနေလည်းထပ်ပြီးတော့ဆင်းလာတယ်လို့ကျွန်တော်တို့ကြားတယ်အခုဒီညနေဆိုရင်ဒီကိုကစစ်သားဘက်ကနားလိုက် နဲ့ဟန်နာကြားမှာတောက်ပုံးတပုံးရှိတယ်အဲတောက်ပုံးပေါ်မှာ60မမလေးပါလေတော့တော့ထောက်ထားတယ်လို့ပြောတယ်ဒီနေ့ညနေပိုင်းစေရင်အားရဲ့ထပ်ပြီးတော့ဖြည့်ပေးမယ်ရှားအွက်လေးလည်းအဲဟင်းရောရောမှာပဲရှိတယ်အဲအကြောင်းဒီညကတော့ကျွန်တော်တို့စောင့်ကြည့်ရမယ့်အချိန်ဖြစ်တယ်ပေါ့နော်ဆရာနော်ဟုတ်ပါပဲဟုတ်အဲ့တော့ဒီခုနပြောတဲ့ဟန်နာယွာပေါ့ဟန်နာယွာကို SSPB ကဟိုလာလို့မရဘူးပေါ့သူတို့သူတို့ဂွယ်မဟုတ်လားအဲ့လိုလား သူတို့ဖွင့်မဟုတ်ဘူးဆိုအဲ့တော့လောလောဆယ်အခုကတော့ကိုကန့်လည်းနေထားတာပေါ့ဒါပေမဲ့ဒီအဲ့တကြောအလုံးကတော့ဒီလွန်ခဲ့တဲ့နှစ်ပေါင်း၁၀ဆုနှစ်ပေါင်းများစွာတော့ရှားအဖွဲ့ပဲနေတာလေစစ်တကယ်တကယ်ရှားအဖွဲ့ရဲ့နေနေလည်းဖြစ်တယ်ကျွန်တော်တို့ဒီ ASDP ရဲ့ဥက္ကဋ္ဌဟောင်းဒီဥရွယ်မောင်းရဲ့အိမ်လည်းအဲ့ဒီမှာပဲရှိတာလေဟုတ်အော်အဲ့တော့အခုလာရှို့တစ်တုံညာနှစ်ခွင့်ရလာရှို့ကိုသိမ်းပြီးတော့ MND ကအခုပြန်ပြီးလာရှို့ကဆုတ်တော့

ရှားဖရတော့အစကတည်းကအာအစတုန်းကတော့ဒီလောက်ကြီးဟိုပိုင်စိုးပိုင်ရင်းလုံးနေမထင်ခဲ့ဘူးပေါ့ဗျာအရှင်းဆုံးပြောမယ်ဆိုတော့အဲ့တည်းကနေပြီးတော့အေရှင်ကိုဒီလောက်ကြီးအဲဝင်ရောက်ပြီးတော့ဝင်နေဝင်လေပြီးတော့ပဲပြတ်သွားမလားပေါ့ဗျာဒါမှမဟုတ်အခုကမဟုတ်တော့ဘူးအေရှင်ကဝင်နေပြီးတော့ဝင်လေတာမဟုတ်တော့ပဲနဲ့အာတီတကြနေချင်းပြီးတဲ့အတားကတော့ပဲအေရှင်ကမောင်းထုတ်ချင်တဲ့ပုံမှာဖြစ်လာတာဟုတ်အဲ့လိုမျိုးပုံစံတော့ ဟုတ်ကဲ့အဲ့တော့ SSPB ကအကူကသူတို့ဟိုသူတို့နေမြေလို့သတ်မှတ်ထားတဲ့ရွာတွေကရှိသေးလားမရှိတော့ဘူးလားဌာနချုပ်မှာပဲနေရတဲ့သဘောလားအဲ့တော့ဒီဘက်ရှားမြောင်း ဟုတ်မှာတော့သူတို့လက်လွတ်ပြီးတဲ့ဟိုကလည်းနေမီနေတော့တော်တော်များသွားပြီလေဆရာတော်အဖြစ်ဆုံးပြောဆရာတော်လည်းကြားတဲ့အတိုင်းပဲတိတုံညာနေ့ကိုပထမပိုင်းမှာဆိုရင်နောက်ခါမှာကျတော့ဒီအမြန်ဒီရမောင်းထုတ်တဲ့အဲဒုတိယလိုင်းမှာကျတော့ဘကူကန်ကဒီအမြန်ဒီကျတော့သူတို့ဒီတိမ်ကြီးတွင်ကနေမောင်းထုတ်တဲ့အဲအဲ့လိုမျိုးပေါ့ဗျာဒီဒီဘောတို့ကြောက်နေလို့ဆိုကြတော့လည်းဒီရန်နဲ့တရားမောင်းထုတ်တဲ့အဲအဲ့လိုမျိုးတွေအဲ့ချိန်မှာဒီ ASCB ကလည်းနေဟိုကလည်းအဲနောက်ဆုံးနောက်ဆုံးပြီးလိုက်တာဟိုနောက်ဆုံးဆုတ်ရင်းဆုတ်ရင်းနဲ့တကယ်သူတို့ရဲ့ ဟိုပါလေအတိအကျ main နေရာပေါ့အာနေရာကိုရောက်လာတဲ့အချိန်ကြီးတော့ပေါ့ပေါင်းထုတ်ခံရတော့အာကျွန်တော်ကြည့်ရတဲ့လောက်ကတော့ ASDP နဲ့ဟိုမခံမရနိုင်တဲ့အချက်တွေဖြစ်သွားတာပေါ့ဗျာနော်ဟုတ်တယ်ဗျာโอเคအဲ့တော့သူတို့ဌာနချုပ်ဝမ်ဟိုင်းပေါ့နော်ဟုတ်လားဟုတ်ကဲ့ဌာနချုပ်ကတော့ဝမ်ဟိုင်းပေါ့ဆရာအဲ့ဌာနချုပ်ကိုပြန်ပြီးစုပ်စုပ်စုပ်အဲ့သဘောမျိုးပြောရင်ရလားအဲ့ဟောဌာနဌာနချုပ်နဲ့တော့ဟိုကလေနည်းနည်းတော့ လမ်းမှနေတဲ့အငါးတော့ပါလို့ဆိုတာဒါပေမဲ့ဒါအကြီးတော့မလမ်းတော့ဘူးပါဗျာဒီဟာငါးပါးနေဝါဟိုင်းကိုကြွားမယ်ဆိုရင်နေ့ရက်တစ်ပိုင်းဆိုကြောက်ပြီအဲ့တော့ပြီးခဲ့တဲ့မကြသေးခင်က FNCC အစည်းအဝေးလုပ်တဲ့ကြားတယ်လေဆိုအဲ့ဒီမှာရောအခုလိုနယ်မြေကိစ္စတွေသူတို့ဘာတွေဆွေးနွေးတဲ့ကြားလဲကိုဆိုင်တို့အနေနဲ့အစည်းအဝေးဆွေးနွေးအကြားလဲဗျာကျွန်တော်တို့ကြားသိတလောက်ကအခုဒီနောက်ဆုံးနေရာပေါ့ဒီနမ္မာတို့ဒီ ပါလေဟန်နာတို့ဆက်ကြောပြီဆိုသူကဒီ SDP ကမြို့နယ်30တို့တမခဲ့တာကြတယ်เนาะအဲဒီမြို့နယ်30ကိုအခုလက်ရှိဒီကိုကအာဒီလာရှိုရပ်ပတ်စကစနေဖြစ်ဆုပ်ပြီးဒီနောက်ပိုင်းမှာဒီမှာအခုမှသူကတော့ပြင်တာဟုတ်ပြတိတာတွေအဲအဲ့ဒီနေရာမြို့နယ်30ကိုဆုပ်ပြီးမယ်သို့တော့ SDP အနေနဲ့ဒီနံပါတ်ကနေပြီးတော့ကျွန်တော်တို့ဒီ user fee ကိုအာအလုံးတတ်ဆုပ်ပြီးပေါ့ဗျာ ိုကကဘက်ကတောင်းဆိုတယ်အဲ့လိုသူကကြားရတော့လေအဲ့တော့ SSPB ကစုပ်ပေးရမှာပေါ့အဲ့ဒီဘောလားအဲ့တော့ကိုကတော့အဲ့လိုဒီကိုကဘက်ကတောင်းဆိုတာပေါ့အဲ့ဒီဘက်ကလည်းမှတ်မှတ်လို့ချက်ချင်းကြားတယ်ပေါ့နော်ဒါလက်ခံပြီးနေကြအကြောင်းရင်းဖြစ်ပြီလေဆရာကအဲ့တော့အဲ့ဒီ권မှာအခုကက MNDA ရဲ့ SSPB ရဲ့နောက် TNL ရဲ့ပေါ့နော်ဒီဒီသုံးဘွယ်ရှိနေတော့ဟာငါတကြောမှာ PNL မျိုးရှိဘူးဆရာကကိုကဒီ SSPB နဲ့ MNDA ပဲအော်ဟုတ်ကဲ့အဲ့တော့ ဟိုငကို SSPB ငကိုသူ့သူ့နေမြေတက်မှတ်ထားတဲ့ရွာတွေဘာတွေ ਨੇ ဆိုလို့ရှိရင်အဲ့ဒီတစ်ခုလုံးကဒီ၃ခွေလုံး ਨੇ အခုကတက်ဆိုင်လာတဲ့သဘောပေါ့ဟုတ်တယ်ဒါအဲ့လိုမျိုးပုံစံဖြစ်သွားတာပေါ့ဆရာရဲ့အဲ့တော့ဘယ်လိုမျိုးညှိနှိုင်းအဆင်ပြေမယ်လို့ကြားလဲကိုဆိုင်တို့အဲအကဲတော့ကိုကောင်ကတောက်ဆောက်အဲ့လိုမျိုးပဲဟိုဆက်ညှိနှိုင်းနေတယ်ဆိုတော့ဘလို့မှအဆင်မပြေနိုင်ဘူးလို့တော့ကျွန်တော်ကညှိနှိုင်းတယ်ဆရာဘာလို့လဲဆိုတော့ခုခုတောက်တဲ့ပုံစံကဒီ ဘလောက်ထိတက်ရောက်သွားလဲဆိုတော့ရှမ်းမြောက်ကခုလုံးကိုမင်းတို့ကနေနဲ့ဆိုတဲ့ပုံစံတက်ရောက်သွားတယ်လေအဲ့အဲ့လိုကြတော့လက်နဲ့ကြိုက်ချင်းအတူတူရောက်ကြအားလည်းဘိုးမကြီးလို့ပြရပါလေတဘောတရားလက်နဲ့ကြိုက်ပြီးတော့ပြည်သူကိုရှေ့ဆိုင်တာတွေ့တယ်လေဘာလို့လဲဆိုတော့ပြည်သူကတဏှာမရှိဘူးလေအဲ့ကတဏှာကြိုက်ချင်းအတူတူအဲ့လိုဘိုးသွားပြီးတဲ့အချိန်မှာကြတော့တဏှာကြိုက်ချင်းစစ်သားချင်းချင်းဆိုတော့အပြိုးချင်းဆိုတာကဘလို့မလဲအဲ့ဒါလက်ခံကြအကြောင်းရှိနေတာဆရာက အဲ့တော့ဟိုနေမြေအတွက်ကိုဒါတိုက်ပွဲတွေကဟိုဆက်ဖြစ်လာနိုင်တဲ့အခြေအနေပေါ့အခုကြည့်ရတာအာဖြစ်တာပေါ့ဆရာဒါဘလို့မှဟိုမြည်လို့မရတော့ဒါတိုက်ပွဲဖြစ်မှာပဲနော်ဒါကျွန်တော်တို့အဲ့လိုတော့မြင်နေဘာလို့လဲဆိုတော့ဒါရဲ့ကျွန်တော်ပြောချင်တာအရှင်းဆုံးပြောမယ်ကအခုလူမျိုးတောင်းဆိုတာကဘာတဲ့ဘာဖြစ်လဲဆိုတော့ကြောတစ်ခုမြင်ချင်တာပေါ့ဟုတ်ပြီဒီရှောင်းရောက်မှာဖြစ်နေတဲ့တိုက်ပွဲဟာအာနာရှင်ကိုတိုက်ထုတ်တဲ့တိုက်ပွဲလားနော် တော့မဟုတ်နည်းမျိုးကိုချက်တင်တဲ့တိုက်ပွဲကကျူးကျော်ဆက်ပါပေါ့နော်ဒါလေးစီကျွန်တော်တို့ပြည်သူအနေနဲ့ဆိုမေးချင်ပါတယ်ဒါကျွန်တော်တို့ရှောင်းဘက်မှာနေလို့ရှောင်းဘက်ပြောပြီးနေပြီးပြောနေတာပေါ့ဘုကျွန်တော်တို့ဖြစ်ချင်တာရှောင်းနဲ့တကူမောင်းမထုတ်နဲ့ဘသူမှလည်းရှောင်းလို့လာမောင်းထုတ်နဲ့သဘောတရားပြည်နေတဲ့ခရိုင်ချစ်တဲ့သူလည်းကျွန်တော်တို့ဟော ကြည့်မကောင်းရှုမကောင်းနဲ့ကျွန်တော်တို့အတွက်ပါလီဒီလုံးဝကိုဖြစ်တဲ့အရာလေးပေါ့ဘာလို့လဲဆိုတော့အတူတူနေထိုင်လာတယ်ဗျာဒီရှမ်းပြည်နယ်မှာရှမ်းပြည်နယ်ဆိုတာအာလူမျိုးတိုင်းနာပေါင်းစုံနဲ့ပတ်ဆိုင်နေကြတိုင်းဒီပမာဏီလေကလားနေနေတရုတ်နေနေဘသူမစိုးနေပိုင်ဖက်ရှိတယ်ပိုင်ဆိုင်ဖက်ရှိတယ်တို့တော်တစ်ခုရှိတယ်ဆိုတာသဘောတရားကအိမ်တိုင်းမှာ တေယံအမီပေါက်ကအဖေတယောက်ဖြစ်နေတယ်ဆိုရင်အဲ့ဒီအိမ်ဝိုင်းကြီးဟာအမီလဲဆိုင်တယ်ဒါတပီးလဲဆိုင်တယ်သို့တော်အားလုံးထက်ဆိုင်ပိုင်ဆိုင်တာကအားလုံးထက်စီမံပိုင်ခွင့်ရှိတဲ့လူကတေယံအမီပေါက်တဲ့အဖေပဲနေဒါကျွန်တော်တို့အဲ့လိုမျိုးမြင်တာပေါ့လေနော်ဒါအခုကျတော့အဲ့လိုဒီတေယံအမီပေါက်တဲ့လူကမောင်းထုတ်နေတော့ဟိုဒါကျွန်တော်တို့အမီနဲ့ကျတော့ဘလို့မှအစစ်မပြေဘူးပါဆရာရဲ့ပါကျွန်တော်တို့အနေနဲ့ပြောမယ်ဆိုရင်တော့ဒါမင်းချင်းစရာလေးဖြစ်လာတာပေါ့ အစိမ်းဆုံးပြောမယ်ဗျာအဲကျွန်တော်တို့ပြောချင်တာအာဒီနိုင်ငံတော်အခုစားကားအဆောက်ကိုတိုင်းရင်းသားတွေအပေါင်းပြီးတော့သူသူညီတူဟာနဲ့တိုက်နေတဲ့ဟာတွေဒီတော်လန်ရေးလို့တတ်မှတ်ကြတယ်ဒါကျွန်တော်တို့လက်ခံပြီးလို့လည်းရတယ်တို့တော့ဒီတိုက်ပွဲကြီးတစ်ခုပြီးဆုံးသွားပြီပါလဲဆိုတော့ကျွန်တော်တို့ပါတော့မြင်တယ်စနစ်တစ်ခုတိုက်ကြတယ်ဟာစနစ်တစ်ခုတိုက်တဲ့အတွက်ကြောင့်စနစ်တစ်ခုကြောင်းလဲသွားပြီဆိုရင်ဘုဘက်ဒီဘက် အဲစပွဲပုံပေါ်မှာပြန်လာပြီးတော့ပြင်းပြလို့ရတယ်ဒါဒါဒါသူ့ရဲ့တဘာဝတရားပေါ့ဆရာရဲ့ဒါစနစ်တစ်ခုတိုက်တာဟုတ်အခုဒီလိုမျိုးတိုင်းရင်းသားအချင်းချင်းနယ်မြေလူနယ်မြေချဲ့ပြီးတော့လူပြီးတော့ဖြစ်လာတဲ့တိုက်ပွဲကလူမျိုးရေးပြဿနာလို့ကျွန်တော်တို့ယူဆလို့ရတယ်အဲ့ဒီအတွက်ကြောင့်လူမျိုးရေးပြဿနာဖြစ်လာတဲ့အချိန်မှာဟိုပြောမယ်ဆိုရင်တမိုင်းမလောက်ဘူးပေါ့ဗျာတမိုင်းမလောက်ဘူးဘာလို့လဲဆိုတော့ဒီကျွန်တော်တို့အရှင်အသူရှင်တွေနေထိုင်လာကြတယ် ရှေ့လဲကျွန်တော်တို့နောက်လဲကျွန်တော်တို့အတူရှင် level နေတာနေထိုင်ရချင်ဒါကျွန်တော်တို့ပြည်သူရဲ့ဆန္ဒပါအခုကြတော့မဟုတ်တော့ဘူးဗျာဟိုလုပ်နေတဲ့အခုလက်နက်ကင်တွေလုပ်နေတဲ့ပုံစံကကိုတိုက်ကိုယူကိုနိုင်ကိုယူဆိုရင်ဟုတ်ပြီဒါဆိုရင်ကိုတိုက်လို့ကိုယူတယ်ကိုနိုင်လို့ကိုယူတယ်တစ်ခါတော့ပြန်တိုက်လို့နိုင်တော့ဒါဆိုပေတော့မှမပြီးတော့တော့ဘူးလားဗောဒီစစ်ပွဲကကျွန်တော်တို့မေးချင်တယ်အဲအဲ့လိုမျိုးတွေပြောဆရာကဒါမှချစ်တဲ့မျိုးတော့ကျွန်တော်တို့ကျွန်တော်မြင်တာဗောဗျာ ဟုတ်ကဲ့ဟိုတစ်ဖက်ကစဉ်းစားတာကတော့တစ်တုံညာနှစ်ကောင်မှာစစ်ကောင်စီတက်တူမောင်းထုတ်တဲ့ခါမှာတိုက်ထုတ်တဲ့ခါမှာဟို SSBB ရှမ်းဖွဲ့ကမပါဘူးလေနော် မပါတဲ့အတွက်အဲသူတို့ကဘလူးခေါ်မလဲခွဲတန်းမှာမပါတဲ့သဘောပေါ်နေပြီဆိုတော့အဲ့လိုမျိုးသူတို့ယူဆထားပုံရတယ်အဲ့ဒီပေါ်ဘလူးမြင်လဲအဲဒါတော့ဒါသူတို့အမြင်ပေါ်ဆရာရဲ့ဒါဒါအဲ့လိုမျိုးတော့သူတို့မြင်ခဲ့တယ်ဆိုရင်ဒီတိုက်ပွဲကမျိုးသားဘူးလို့ကျွန်တော်သတ်မှတ်လို့ရတာပေါ့ဒါဆိုရင်ဟုတ်ပြီမတိုက်ပဲနဲ့မယူ ရဘူးဆိုတော့တာကဲတာဆိုကျွန်တော်စဉ်းစားမယ်လေဟုတ်ပြီမင်းတို့မန္တလေးကြီးစဉ်းစားလိုက်မန္တလေးကိုအထူးဒေသတိတော့အထူးဒေသနေ့တွေတတ်မှတ်လို့ရတာအဲတဘောတဲ့စကိုင်းကိုသွားတိုက်လိုက်ရမလားပေါ့မြန်ကုန်ကိုသွားတိုက်လိုက်ဒါဆိုရမလားပေါ့အဲအဲ့လိုမျိုးပေါ့ဗျာအခုရှမ်းပြည်ကိုအဲ့လိုမျိုးရှမ်းကမတိုက်ဘူးဆိုတာမရှမ်းကမတိုက်ဘူးဆိုတာသူ့မသူ့မတိုက်တဲ့အကြောင်းတရားတွေလည်းရှိနေလေဗျာဟုတ်တယ်မဟုတ်လားတိုက်တဲ့လူမှလည်း တတ်သူတို့တိုက်တိုက်တိုက်နေတဲ့အကြောင်းတရားတစ်ခုရှိတယ်။ကဲအခုဆိုပေါ်ပြီလေဆရာ။ဘာကြောင့်မလို့တိုက်လဲဆိုအားလုံးကြည့်တယ်လေ။ဟုတ်တယ်မဟုတ်လား။အရှင်းဆုံးပြောမယ်ဆိုရင်တော့အာနာရှင်ကိုတိုက်ထုတ်မယ်တိတုံညာမြစ်ကိုစာချင်းတိုက်တဲ့အချိန်မှာဆိုမန္တလေးကိုပဲစစ်စစ်တိုက်တော့မလို့လို့ရန်ကုန်ထိပဲလော်တော့မလို့လို့နေပြည်တော်ထိပဲတက်တိန်တော့မလို့လို့သို့တော့အခုကြတော့ ဲ့လိုမဟုတ်တော့ဘူးဒီစားရဲ့နော်ဟိုတနိုင်ငံလုံးကိုလည်းမပြောသေးနဲ့ရှမ်းပြည်တစ်ခုလုံးလည်းမပြောသေးနဲ့ရှမ်းပြည်ရဲ့မြောက်ပိုင်းမှာတော့မှမူဆယ်မိုင်းရဲ့တန်ရန်အာအာနာလာအလောက်တော့ကြာနေသေးတယ်ပြီ။ဘာဖြစ်လို့ဒီလိုမျိုးတွေစပက်တူတွေကြာလာတယ်ပေါ့။ဒါကျွန်တော်ဒီလိုအနေနဲ့မြင်ချင်တာပေါ့။သူတို့ထုတ်ခဲ့တဲ့သူတို့ပြောဆိုခဲ့တဲ့တိတုံညနှစ်ခုရဲ့အအူပိုင်းမှာပြောခဲ့တဲ့စကားတွေနဲ့အခုလုပ်နေတဲ့ပုံစံတွေနဲ့ကတခြားစီဖြစ်နေတယ်ကြည့်ရအောင်ဆရာ။ အဲ့လိုကြတော့ကျွန်တော်ရှာဖွက်ကဘာလို့ဆိုခုနကျွန်တော်ပြောတယ်ပေါ့ကရင်အမီပောက်ထားတဲ့ပြည်ပြဟုတ်တယ်မဟုတ်လားအဲတဘောတရားကသူ့ရဲ့ဟိုကရင်ကြီးကိုခဲပါမဲ့တိုက်ပွဲကြီးထဲမှာတော့ပွဲကြီးထဲမှာတော့သူပြင်းမပါတော့လို့စားအစကတည်းကယူသားမှုရှိခဲ့မယ်ဆိုတော့အတူတူအဲအရှင်းဆုံးပြောမယ်ဆိုတော့ရှမ်းပြည်ကတက်နဲ့ပိုင်အားလုံးစုပေါင်းပြီးတော့တုတ်နေပြဟုတ်တယ်မဟုတ်လားအဲဒီလိုမျိုးလောဘစိုးတွေတက်ကြနေတယ်တကယ်တကယ်တိုက်လာတဲ့အချိန်မှာ အခုကျတော့အဖြေတစ်ခုပေါ်သွားပြီလေအားလုံးလည်းမြင်နေပြီလေပါလဲဆိုတာအာအချင်းချင်းရန်ဖြစ်ကြတဲ့အချင်းချင်းမောင်းထုတ်ကြတဲ့ KIA နဲ့ DNA လည်းမောင်းထုတ်တဲ့ KIA နဲ့ MNDA လည်းရန်ဖြစ်တဲ့ MND နဲ့ DNA လည်းဖြစ်တဲ့အရှာဆိုရင်ဟို DNA နဲ့လည်းဖြစ်တဲ့ MND လည်းဖြစ်တဲ့ဒါလေးဆိုရင်ဒါအဖြေတစ်ခုပဲလေဗျာပါလဲဆိုတာဒါအဖြေ ပေါ်သွားပြီပဲဒီတိုက်ပွဲကြီးကဘာမှရှောက်ပြောနေတာအဲ့ဒီဟိုနေပြည်တော်တိတက်တိန်မာလေးအာအနဲ့ဟိုဗာလေဒီအာနာရှင်ကိုအမြင့်ပြချေမုံမာလေးပါလေညာလေးအခုဆိုကျွန်တော်မြင်နေကြဒီတိုက်ပွဲကြီးထဲမှာဆိုရင် အဲ့နှစ်ဖက်လုံးပါပဲဟိုကလည်းစကားစာရောက်ပြီးပြက်ပဲတိတူပဲတော်ရန်ကြီးပြက်လည်းပြီးပြက်ဒီလိုပုံစံပါပဲတိတူအခုကအိတ်ပေါက်နဲ့ခါပေါက်တူပါပဲဘာမှဟိုဟိုဘက်ရလိုက်ဒီဘက်ဆုံးလဲဟိုဘက်ရလိုက်ဒီဘက်ဆုံးလဲအဲ့စကားစာလည်းအဲ့လိုဘဝကြီးဖြစ်နေတယ်ဒီတော်ရန်ကြီးလည်းအဲ့လိုနေပဲဖြစ်နေတယ်နောက်ဆုံးပါပဲဖြစ်သွားမယ်ဖေးလည်းမတည်ဘူးတန်းလည်းမပြောက်ဘူးဖေးပိန်သွားတာပဲပတ်တည်ပါစေကျွန်တော်ဒီလူဒီသားတွေလည်းဒုက္ခရောက်တိုင်းကြီးချွတ်ချွတ်ချုံကြသွားတာပဲအခက်တည်တယ်ဒါတော့ဒါကျွန်တော်အကြည့်ပေါ့နော်ဆက်တော့ ဟုတ်ကဲ့ကိုဆန်အဲ့တော့အခုဒီတရုတ်ကဒီလာရှိုးမှာကြတော့အပြစ်ခက်ရစဲကြီးကိုသူတို့စောင့်ကြည့်မယ်လို့ပြောတယ်ပေါ့နော်အခုလာရှိုးအပြစ်မှာအခုဖြစ်နေတဲ့ကိစ္စကြီးကြောတရုတ်ကဘာများကြားလဲသူတို့ဝင်ပြီးညှိနှိုင်းပေးဖို့ပါလို့ရှိလားမရှိဘူးတော့ဆရာတော့အခုတိတော့တော့ဘာမှမကြားသေးဘူးဟုတ်ကဲ့ဆရာအဲ့တော့ခုနဟန်နာကြေးရွာအုပ်စုနားမှာဖြစ်တယ်ဆိုတော့ဒီဟန်နာကြေးရွာအုပ်စုကရှမ်းရွာတွေလားကိုကန့်ရွာတွေလားအားဆရာရဲ့ဒီဟန်နာအုပ်စုတအုပ်စုလုံးတရုတ်အိမ်တအိမ်မှမရှိဘူးဗျာ ိုကန်တိုင်အိမ်မှမရှိရှာနေပြီပဲဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကိုဆိုင်အဲ့တော့ကိုဆိုင်ဟို80ကိုဆိုင်တော့ဒေတာကန်နေဆိုတော့အခြေအနေနှစ်ပေါင်းများစွာနေလာတော့ဘာရီဆက်ဖြစ်နိုင်လဲဘလို့ပြေးလဲနိုင်လဲတခုခုနည်းနည်းကိုကိုရဲ့အမြင်သုံးသက်ချက်လေးနည်းနည်းပြောပါအောင်ဟုတ်ကဲ့ကျွန်တော်တို့အမြင်မှာတော့ဒီတိုင်းသာဆက်သွားပြီးတော့ဒီလိုပုံစံနာညှိနှိုင်းမှုမရဘူးဆိုတဲ့ဒီလိုမျိုးသွားမယ်ဆိုရင်တော့ကျွန်တော်အမြဲတမ်းပြောတယ်လို့လည်းကျွန်တော်တို့ရှမ်းမြောက်မှာဟိုပါတယ် ်ဘလုံးနဲ့တွားဖြူတယ်ဆိုကိုလုံးပွဲများလို့ပေါ့ဗျာပတ်လေကန်ရမှာပေါ့ဆရာရဲ့နောက်ဆုံးတော့စီမီတို့ဖိုင်နယ်တို့ဘူလူပွဲတို့တက်လာရအောင်မှာပေါ့အဲ့လိုမျိုးအဲတော်တော်လေးကိုကျွန်တော်တို့ရှောင်းရောက်ပြီးပြီးဒါလေးဆိုတော့ဒီစစ်ပွဲကြီးကြောင့်လည်းခါစီခံရအောင်မှာပေါ့လေမင်းချင်တယ်ဗျာအဲတဘောတရားကအခုတော်လန်ရေးလုပ်နေတဲ့လူတွေကျွန်တော်အားလုံးကြားပေးချင်တယ် ဟုတ်ပြီအခုစပ္ပဆောက်ကိုတိုက်ကြပါစပ္ပဆောက်ကိုတိုက်ကြပါအပုံရံလူကိုတိုက်ကြပါပုံရံလူတိုက်ကြပါဟုတ်ပြီတခုကျွန်တော်မေးချင်တာအကယ်လို့ဒီစပ္ပဆောက်ကြီးပြင်လဲသွားပြီဆိုရင်ဒီမြန်မာနိုင်ငံတနိုင်ငံလုံးရှမ်းပြည်တပြည်နယ်လုံးရှမ်းမြောက်တမြောက်လုံးလုံးဝတိုက်ပွဲမရှိတော့ပါဘူးလို့ဘယ်လူကြီးဘယ်ကောင်းဆောင်ကအာမခံရဲလဲလို့ကျွန်တော်အဲ့ဒါမေးချင်ပါလားဟုတ်ကဲ့ကိုဆိုင်ကျေးဇူးပါအခုเนาะတိုက်ပွဲဖြစ်နေတဲ့ SSPV နဲ့ကိုကန့်တိုက်ပွဲဖြစ်နေတဲ့ပုံမှာ ဒေတာကန်တူဦးနေနဲ့ကိုယ့်ရဲ့မျိုးကုလို့အခြေအနေကိုရှင်းပြတဲ့အတွက်ကျေးဇူးပါဆရာကိုဆိုင်းကျေးဇူးပါဟုတ်ကဲ့ပါပါဗျာ